ဟာလေလုယာရှေးဥစွာဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ချစ်ရတဲ့ညီကိုမောင်နှမအယောက်ချင်းစီတိုင်းမင်္ဂလာပါလို့ပြန်လဲပြီးနှုတ်ခွန်းဆက်တာလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါနေ့တိုင်းမှာအသက်ရှင်သောဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဇာငဲလျက်ဆောက်စားခံယူနေတဲ့ညီကိုမောင်နှမအယောက်ချင်းစီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေအားလုံးပဲမင်္ဂလာပါနော် โอเคပါဒီနေ့တော့ကျမတို့တရားသူကြီးမှတ်စာအခန်းကြီး18အပိုက်ငယ်တစ်ကနေပြီးတော့မှကျမတို့26ထိเนาะကျမတို့စင်ချင်းခွန်အားယူသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျမတို့ခဏလေးစုတောင်းချင်းနဲ့အစာပြုမယ်เนาะဆိုတော့အဲကျမတို့ဧည့်သည်တွေကလည်းအရှိမကျမတို့အဆောက်နေတယ်ဒါကြောင့်မလို့ကျမအစာပြုလိုက်ပါမယ်เนาะဆိုတော့ဘုရားခင်ကျေးဇူးတော်ကြောင့်ကျမတို့နေတဲ့အိမ်နဲ့အာ ဟုတ်ကဲ့ပါလိုင်းတော့ရမယ်ထင်တယ်နော်အားလုံးပဲဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ဆိုတော့ဒါကြောင့်မလို့အဲကျမကတော့အခုဒီမှာမက်ဗီတိုရီယာတို့အိမ်မှာရောက်နေတယ်ပေါ့နော်ဆိုတော့ရှိတဲ့နေရာကနေပြီးတော့မှကျမနှုတ်ကပတ်တော်ဝင်းငါတော့မှဖြစ်ပါတယ်ဆိုတော့အရှိမမက်ခင်လေးမှနဲ့ဧည့်သည်တွေကလည်းပဲစောင့်နေတယ်ပေါ့နော်ကျမတို့၃နာရီထိုးသွားလို့မိတ္တဟာရတော့မခွဲရသေးဘူးဆိုတော့ sorry เนาะ ပန်ကလေးနည်းနည်းပြင်းလို့ဟုတ်ကဲ့ပါဒါကြောင့်အဲရှိတဲ့နေရာနဲ့အခုနှုတ်ကပတ်တော်ဝေငှမယ်အဲဒါကြောင့်မလို့နံပါတ်တွေတော့ခေါ်ပြီးတော့နှုတ်ဆက်တော်ဦးနော်ဆိုတော့ကျွန်မတို့သူများတွေလည်းစောင့်နေလို့အားနာလို့ပါဒါဆိုရင်တော့ခဏလေးဆုတောင်းမယ်နော်ဒီတစ်ခါတော့ကျွန်မအားလုံးနဲ့မတွေ့နိုင်တဲ့အတွက်ကြောင့်အားလုံးကိုလည်းတောင်းပန်ပါတယ်နောက်တစ်ခါလာတဲ့အခါမှာတွေ့ပါမယ်ပေါ့နော်ဆိုတော့မနေ့ဖြတ်တဲ့ဘက်ကလည်းကျမမအားတော့ဘူးအချိန်တွေကပြည့်တယ်ပေါ့နော် ဒါကြောင့်ဒီနေ့မှာတော့တူလေးတူလေးတူမတွေအတွက်ပေါ့နော်ဆိုတော့ဝယ်ပေးစရာရှိတာတွေကိုကမုန်းကွင်မှာဝယ်ရင်းနဲ့အဲ့ဒီအရှိန်အားမှာပဲမက်ဗီတိုရီယာတို့ကအိမ်အိမ်ရှိတယ်ဆိုတော့ကျမတို့ဒီမှာလာရင်းနဲ့နှုတ်ကပတ်တော်လဲဝင်ရလိုက်တာဖြစ်ပါတယ်အမတို့နဲ့လည်းတွေ့ရင်းနဲ့ပေါ့နော်ဆိုတော့ကျမတို့အိမ်လဲနှီးတာဖြစ်တဲ့အတွက်ကြောင့်ဂျန်နဲ့ညီကိုမုန်းတို့မတွေကိုလည်းအရန်တွေ့ခြင်းနဲ့ဖျားသခင်ပြင်ဆင်ပေးတဲ့အခါ ျမတို့တွေ့ပါမယ်နော် NTBB လို့ဆိုလဲဒီနားလေးမှာပဲကျမတွေ့ချင်တယ်ဒါပေမဲ့အဲကျမကလော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 အချိန်အဲ့လိုဖြစ်တော့လဲမကောင်းဘူးလေနော်ဒါကြောင့်မလို့လုတ်ကပတ်တော်ဝင်ခပြီးရင်တော့ကျမတို့ဆူတောင်းပေးပြီးပြန်တော့မှာပေါ့နော်ဒါကြောင့်မလို့နောက်တစ်ခါလာမှာပဲအားလုံးကိုတွေ့မယ်ဆိုတာလေးကိုလည်းပြောပြချင်ပါတယ်လို့နော်တီးတက်အချိန်ပေးပြီးတော့ယုံကြည်သူတွေကိုတွေ့ပါမယ်ဒီတစ်ခါကတော့ဆွေမျိုးတွေကိုပဲအချိန်ပေးလိုက်တာဖြစ်ပါတယ်။ဒါလေးကိုလည်းနားလည်ပေးစီချင်ပါတယ်เนาะ။ ကျေးဇူးလည်းအများကြီးတင်တယ်အမြဲတမ်းကျမကိုနားလည်ပေးကြတဲ့ညီကောင်မောင်မတွေကျေးဇူးတင်ပါတယ်အားလုံးဖ ia သခင်ကောင်းချီးပေးပါစေဒါဆိုရင်ခဏလေးဆုတောင်းမယ်နော်ကျမတို့ဆုတောင်းရအောင်ဖ ia သခင်ခြောက်ရဖ ia ကိုတော့ကျေးဇူးတင်ပါတယ်ဒီကနေ့မှလည်းသားသမီးတို့တွေအသက်ရှင်သောဖ ia သခင်ရဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးဆင်ခြင်ခွင့်ရမှာဖြစ်လို့ကျေးဇူးတင်ပါတယ်တသရှင်သောဝိညာဉ်တော်ဖ ia ကိုတော့ဒီစီစဉ်မှာလွတ်လပ်စွာလှုပ်ရှားပါ အမေရဲ့နှုတ်ရှာကိုလည်းကိုရောတိုင်းဖိတ်သိပ်ပြီးကောင်းချီးပေးနဲ့အသုံးပြုပါ online ထဲကနှုတ်ကပတ်တော်ခံယူနေတဲ့ကိုရောသားသမီးရောက်ချင်းစီတိုင်းရဲ့တက်တာထဲမှာနှုတ်ကပတ်တော်ရှင်းလင်းပြီးကောင်းချီးဖြစ်ရပါမယ်အကြောင်းကျေးဇူးပြုတော်မူပါနှုတ်ကပတ်တော်စီတာမောက်လည်းမဲ့အရာအားလုံးယေရှုနာမ၌ဖယ်ရှားပါတယ်ကျေးဇူးတော်ပေါင်းရေအတွက်ချီးမွမ်းရင်နှုတ်ကပတ်တော်အစပြုတဲ့အခါမှာတပါးရီတာတော်သခင်ယေရှုနာမ၌စုတောင်းဆက်ကအနေနဲ့ယေနှုတ်ကပတ်တော်ဝင်ငါခြင်းကိုအစပြုပါတဲ့အဖဖျားသခင် အာမင်အာမင်ဂျေဇုတင်နဲ့အားလုံးပဲဖခင်ကောင်းကြီးပေးပါစေအဲ့တော့တရားသူကြီးမတ်စာအခန်းကြီး16အပိုက်ငယ်1ကနေ26ထိပေါ့နော်ဆိုတော့ကျမတို့ဆင်ကျင်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီမိခါရဲ့အိမ်မှာเนาะရုပ်ထုကိုထုထားပြီးတော့မှဒါသူ့သားကိုယေဘရောဟိတ်နေရာမှာထားတဲ့အကြောင်းလေးเนาะပြီးတဲ့အခါကျတော့လေဝိလူတယောက်ကိုသူ့ရဲ့ယေဘရောဟိတ်လောက်ပါဆိုခေါ်ထားတဲ့ဇလန်လေးကတော့အပိုက်ငယ်စက်ခွန်မှာပြီးပြီး အဲ့တော့အခန်းကြီး16เนาะတစ်ကနေ26ထိတော့အကုန်လုံးမဖတ်ပဲနဲ့ကျွန်မဇလန်းလေးပြောပြပါမယ်။အဲ့ဒါပြီးသွားတဲ့အခါမှာတဲ့ဒန်အမျိုးသားတွေကနေပြီးတော့မှာတဲ့။ shop เนาะအမွေမြေကိုသူတို့အဲ့ဒီအချိန်ကြီးမသိမ့်ပိုက်ရသေးဘူး။ဒါနဲ့သူတို့အမွေမြေကိုသူတို့လေ့လာကြမယ်เนาะသူတို့ရမယ့်နေရာတွေကိုသွားပြီးတော့စူးစမ်းမယ်ဘလို့တိုက်ယူလို့ရမလဲဆိုတာတွေကိုသူတို့သွားပြီးတော့မှာတဲ့စူးစမ်းကြပါတယ်တဲ့။ เนาะสรอดีมาตูเย5หยกกูเด้เนาะขอตั้วไปတော့มาตรุပြီကိုသွားပြီးတော့မှသူတို့စူးစမ်းကြပါတယ်တဲ့ဇောရာမျိုးအေရှက်ဒေါ်လာမျိုးမှအစီလွတ်လျက်ပြီကိုသွား၍စူးစမ်းကြလောဘူးမှအတိတိုင်းသူတို့သည်တဲ့အေဖရင်တောင်မိခာအိမ်တို့ရောက်ပြီးလင်တဲခို၍နေကြ၏ဆိုပြီးတော့เนาะ ဒါနဲ့အမွေခံဖို့ရအတွက်ပြီကိုသွားပြီးတော့မှသူတို့စူးစမ်းနေအဲ့လိုသွားပြီးစူးစမ်းရင်းနဲ့เนาะဘဲအိမ်ကိုရောက်သွားလဲဆိုတော့ခုနကเนาะကျမတို့ဟိုတနေ့ကလေ့လာခဲ့ကြတယ်အဲ့ဒီမိခာအိမ်ကိုရောက်သွားတာဖြစ်တယ်အဲ့ဒီမိခာအိမ်ရောက်တော့ခါကျတော့အဲ့ဒီအိမ်မှာလေဝိသားကယေဘုရောဟိတ်လုပ်နေတာ။အဲ့နဲ့ဒီအတန်ကိုကြားတဲ့အခါမှာသူတို့ကဒီအတန်ကိုတိတယ်ဆိုပြီးတော့နော်လေဝိသားကိုဘလို့ဖြစ်ပြီးတော့ဒီအိမ်ရောက်နေတာလဲပေါ့မေးမြန်းတဲ့အခါမှာ လေဝိတာကလည်းပြန်ပြောတယ်ငါ့ကိုနော်ဒီလိုဒီလိုငွေပေးမယ်ငါ့ကိုဝိစားတွေလည်းပေးမယ်ဆိုတဲ့အတွက်ကြောင့်ငါဒီအိမ်မှာယေဘရဟိတ်လုပ်နေတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုသူတို့ကပြောတယ်ပြောပြီးတော့မှအပိုက်ငယ်ငါရောက်တဲ့အခါမှာဒီဒဏ်အမျိုးသားတွေကနော်ငါတို့လဲရှာမျိုးသွတ်တိုက်မယ်အဲ့တော့အခုတိုက်မဲ့ခီးမှာအစင်ပြေနိုင်လားမပြေနိုင်ဘူးလားဒါလေးကိုပြောပြပေးပါဒါနဲ့အပိုက်ငယ်6ရောက်တဲ့ခါမှာတော့ ရေပရောဟိတ်ကပါပြောလဲဆိုအဆင်ပြေမယ်တဲ့တကယ်တော့မာရွဲ့နဲ့ရေပရောဟိတ်ဖြစ်တယ်နော်လူဖျားမဖော်ပြပဲနဲ့နော်ကိုယ့်ရဲ့စိတ်ထင်ကိုယ့်ရဲ့အမြင်နဲ့လူအကြိုက်ပေါ့နော်ဆိုတော့အများတန်းပြောပေးတာဖြစ်တယ်ဒါကြောင့်ဒီခေတ်ကလာမှာလေဖျားဖော်ပြတယ်ဖော်ပြတယ်ဟလာဖျားပြောတယ်ပြောတယ်နဲ့နော်ကျမတို့ဒါလေးကိုလည်းတတိထားဖို့ရန်အတွက်ဖြစ်တယ်တခါတလေမှာဖျားမပြောပဲနဲ့ပြောတယ်ဆိုတဲ့အရာတွေလည်းကျမတို့ရှိတယ်နော်ဒါကြောင့်ကျမတို့တွေတတိထား ဆင်ကျင်ဖို့ရန်အတွက်ဖြစ်ပါတယ်အဲ့တော့မိခအိမ်မှာရှိတဲ့လေဝိလူကလည်းဘုရားမပြောဘဲနဲ့ဘုရားပြောတယ်တဲ့နော်ဆိုတော့ရင်ဝတ်စွာသွားရလိမ့်မယ်ဘာညာလျှောက်ပြောတာပေါ့နော်ဒါနဲ့အဲ့ဒီလူ၅ယောက်ကထွက်ပြီးတော့နော်လဲရှာမျိုးကိုသူတို့တွေအဲသွားတိုက်ကြမယ်ဆိုပြီးတော့မှသူတို့ထွက်သွားကြတယ်နော်အဲ့ဒါပြီးသွားတဲ့အခါမှာ အပိုက်ငယ်10ရောက်တဲ့အခါမှာနော်အဲ့ဒီတတိမရှိတဲ့လူမျိုးနဲ့ကျယ်ဝန်းသောပြည်ကိုတွေ့တယ်နော်အဲ့ဒီလဲရှာမျိုးကိုတွေ့တယ်စစ်ချီသွားကြတယ်ပြီးတော့မှသူတို့တွေအဲသွားတိုက်ကြတယ်ဆိုတဲ့အချက်လေးကိုလည်းကျမတို့ဒီမှာအတွေ့ရပါတယ်အဲ့ဒါပြီးသွားတဲ့အခါမှာလူ600ကိုခေါ်တာနော်ပထမတော့900နဲ့ပဲသွားပြီးတော့မှစူဆန်းနဲ့ပြီးတော့လူ600ကိုခေါ်တယ်သူတို့လဲရှာမျိုးကိုသွားတိုက်ကြတယ်အဲ့ဒါနိုင်ပြီးသွားတဲ့အခါမှာ ပိုနေတဲ့နေကိုနေရကိုပိုပြန်ပေါ့နော်ဆိုတော့အဲ့ဒီဇောရာမျိုးလေပိုနေတဲ့နေရကိုကိုမပြန်မဲနဲ့သူတို့ကဘာလုပ်လဲဆိုတော့မိခါရဲ့အိမ်ကိုသူတို့ပြန်သွားကြတယ်လူအင်အားနဲ့မိခါအိမ်ကိုသွားပြီးတော့မှအဲ့ဒီရေပရောဟိတ်လုပ်နေတဲ့လူကိုသွားပြီးတော့မှခေါ်တယ်နေရတဲ့တယောက်သေးအတွက်ပဲတဲ့ရေပရောဟိတ်လုပ်ရမှာငါတို့လူအများအတွက်ရေပရောဟိတ်လုပ်ဆရာအကြောင်းရှိဘူးလားပြောတဲ့အခါမှာရေပရောဟိတ်ကသဘောကျတာပေါ့နော် အခုတယောက်တည်းစီမှာအလုပ်လုပ်တာတော့မှဟာပတ်စံလေးဒီလောက်ငွေတွေဒီလောက်ရတာအဝတ်စားတွေဒီလောက်ရတာဒါဆိုရင်လူအများကြီးကိုငါရေဘရိုဟိတ်လုပ်ရင်တော့ဘယ်လောက်ထိရမလဲဒဲတစ်မျိုးလုံးရရေဘရိုဟိတ်လုပ်ရမယ်ဆိုတော့အပေးလူညှတာတဲ့ခါကျတော့ဝမ်းမြောက်ဝမ်းသာနဲ့သူကလိုက်သွားတယ်ပြီးမှဖတ်မယ်နော်အဲ့နေရာလေးကိုလိုက်သွားပြီးတော့မှဒါနဲ့မိခါလည်းစိတ်မကောင်းဘောသူ့ရဲ့ရေဘရိုဟိတ်ကိုခေါ်ပါတယ်ဆိုတော့ သူတို့ရဲ့မြို့သူမြို့သားတွေနဲ့တခါတယ်နော်လိုက်ပြီးတော့မှတားတာပေါ့နော် Efrain တောင်သားမိခါလို့သုံးထားတယ်လေအဲ့တော့လိုက်ပြီးတော့မှဟာကျွန်တော်ရေဘရဟိတ်ကိုမယူပါနဲ့မခေါ်သွားပါနဲ့နော်အဲ့လိုပြောမှပေါ့နော်ဒါနဲ့ဟိုဘက်ကတိတ်ဆိတ်စွာနေပြီးကိုဟါကိုပြန်နေလူလည်းနိုင်မှာမဟုတ်ဘူးဆိုတော့ဟိုကလူအင်အားနဲ့လေနော်အင်အားချင်းကလည်းမမြတဲ့အခါမှာအဲ့ဒီမိခါလည်းမတက်နိုင်တဲ့အစိုး နော် तू อ่ะလွတ်လိုက်လွတ်လိုက်ရတော့ဗောနော် तू ရဲ့မှားရနေတဲ့ရှင်ဘရောဟိတ်ကိုလွတ်လိုက်ရတာဖြစ်တယ်ဆိုတော့ဇလန်းလေးပါပဲနော်ဆိုတော့ဒန်မျိုးသားတွေကအဲသူတို့အမွေမြေခံရဖို့ရအတွက်လဲရှာမျိုးကို တိုက်ဖို့ရသူရဲ၅ရောက်နဲ့သွားစုံစမ်းနေဖြစ်ချင်တော့မိခါအင်ကိုဆက်ဆက်မြဲရောက်သွားတယ်အဲ့ဒီမှာဒီရပရောဟိတ်ကိုသူတို့တွေ့တယ်အဲ့တော့မေးမြန်းနေသွားတိုက်ရင်နိုင်မလားဒါနဲ့လဲရှာမျိုးကိုလူ600နဲ့သူတို့သွားတိုက်ကြတယ် အဲ့ဒါပြီးသွားတဲ့အခါမှာကိုယ့်နေရာကိုမပြောင်းမနဲ့အဲ့ဒီမိခါအင်ကိုပြန်ဝင်တယ်ဝင်ပြီးတော့ရေပရောဟိတ်ကိုအနိုင်အထက်နဲ့သူတို့ခေါ်သွားတယ်နော်မှားရွေးနဲ့ရေပရောဟိတ်ကိုအနိုင်အထက်နဲ့ခေါ်သွားတယ်အဲ့ဒီခါမှာမိခါကလက်လွတ်ဆုံးရှုံးလိုက်ရတယ်ဒီဇလန်းလေးပါပဲအဲ့တော့ဒီမှာနော်ကျမတို့၃ပိုက်လောက်တော့ကျမဖတ်ပြပါမယ်တရားသူကြီးမတ်စာခန်းကြီး78အပိုက်ငယ်19ကိုဖတ်မယ်နော် Judges chapter 18 verse 19မှာတရားသူကြီးမဆာအခန်းကြီး78အပိုက်ငယ်19မှာ သူတို့ကတိတ်ဆိတ်စွာနေပါကိုရော့နှုတ်ကိုလက်နှစ်ပိတ်၍အကျွန်ုပ်တို့နှင့်ကြွပါအကျွန်ုပ်တို့အဘလှုပ်ပါယေဘရောဟိတ်လှုပ်ပါတဲ့အိမ်ထောင်လိုက်တာယေဘရောဟိတ်လှုပ်ကောင်းသလားဣသရေလအမျိုးຫນွယ်တို့တွင်တမျိုးຫນွယ်လုံး၌ယေဘရောဟိတ်မလှုပ်ကောင်းသလားဟုဆိုကြတော့ဒါနဲ့မိခါတယောက်ထဲရဲ့အိမ်မှာနော်ယေဘရောဟိတ်လှုပ်မှာလားငါတို့တဲ့တမျိုးလုံးရဲ့ယေဘရောဟိတ်လုံးရင်တာရွေးမကောင်းဘူးလားဆိုပြီးတော့ အဲ့ဒီမှားယွင်းတဲ့ရေဘရဟိတ်ကိုခေါ်ပါတယ်အဲ့ဒါခေါ်တဲ့အခါမှာအပိုက်ငယ်20မှာเนาะညီကောင်မောင်တို့ Judges chapter 18 verse 20မှာအပိုက်ငယ်20မှာယေဘရောဟိတ်သည်ဝမ်းမြောက်၍တင်တိုင်းတော်တေရက်ယုတ်ထုထုသောယုတ်ထုကိုယူလျက်ထိုလူစုထဲသို့ဝင်သွားလေ၏ဆိုတော့မှားယွင်းတဲ့ယေဘရောဟိတ်မတရားသောယေဘရောဟိတ်က ။ဘာလို့လဲဆိုတော့သူများရဲ့ရုပ်ထုနော်ပတ်စံကုန်ကြခံပြီးထုထားတဲ့အဲ့ဒီရုပ်ထုလည်းယူတယ်။တင်တိုင်းတော်တွေကိုလည်းယူတယ်။ယေဘရဟိတ်လုတဲ့အခါမှာသူဓာရီလို့မယ်။ဒါနဲ့ယူသွားပြီးတော့မှတဲ့အဲ့ဒီလူစုထဲကိုဝင်နေနော်လူအင်အားလူ600လောက်ပါတဲ့အဖွဲတဲကို sorry အဖွဲတဲကိုဝင်လိုက်တဲ့အခါကျတော့အဲ့မှာအင်အားများသွားပြီ။မိခါလာခေါ်တော့လေခေါ်လို့မရတော့ဘူးเนาะ။ဘာလို့ဆိုတော့လူအင်အားဘက်ကများတဲ့ဘက်ကနိုင်တယ်။ ပြီးတော့အဲ့ဒီမာရွတ်နဲ့ယေဘရောဟိတ်ကိုယ်တိုင်ကလည်းဂျန်အမျိုးသားတွေနောက်ကိုလိုက်ချင်တဲ့အခါမှာလိုက်သွားတယ်ဆိုတာလေးကိုတွေ့ရပါတယ်အဲ့တော့ကျမတို့ဝိညာဉ်ရေးရာကိုစီချင်ခွန်အားယူမယ်ဆိုရင်တော့အဲကျမတို့အပိုင်ငယ်20ကိုခွန်အားယူမှာဖြစ်ပါတယ်အဲ့မှာယေဘရောဟိတ်ဒီဝမ်းမြောက်၍တဲ့နော်တင်တိုင်းတော်တိရက်ယုတ်ထုထုသောယုတ်ထုကိုယူလေထိုလူစုထဲသို့ဝင်သွားလေဤလို့ဖော်ပြထားပါတယ်ဝမ်းမြောက်၍ဆိုတဲ့စကားလုံးပါတယ်ကြည့်နော် သူ့ကိုမိခါကကျွေးမွေးထားတယ်လစာပေးထားတယ်ပြောမယ်ဆိုရင်မာရွင်နာတော့မာရွင်နာပေါ့နော်ဒါပေမဲ့လည်းကျမတို့အုံနောက်နဲ့စဉ်းစားကြည့်လိုက်တဲ့အခါမှာတာ၍ပတ်စံပေးမယ်ကောင်းတယ်လဲဆိုရောနော်ကို့ပေါ်ကျေးဇူးရှိတဲ့လူတွေလည်းမေ့ပြီးတော့တစ္ဆာလည်းမရှိဘူးတာတဲ့ဘက်ကို လိုက်သွားတယ်ဆိုတာတွေ့ရတယ်အဲ့တော့ပထမကလေးကသူဟာလေဝိအမျိုးဖြစ်ပေမဲ့လည်းနော်မာရွင်းစွာနဲ့ပတ်စံရတဲ့အလုပ်ဖြစ်တယ် ဒါပေမဲ့အသက်ရှင်တဲ့ဘုရားကိုကိုးကွယ်တာမဟုတ်ဘူးတိရက်ရုပ်ထုကိုကိုးကွယ်တာအဲ့လိုတဦးတယောက်တည်းလည်းယေဘုဟိတ်သွားလုံးလို့လည်းမရဘူးเนาะကျော့မားရွေးပြီမဲ့လေငွေတက်မှတ်မှုနဲ့သူကအမှုတော်ဆောင်တဲ့ပုံစံမျိုးလုပ်တယ်။ဗဇက်ကပဲခြားရဖျားနာမလို့သုံးပေမဲ့အကုန်လုံးကိုးကွယ်မှုကြီးမားရွေးနေတာ။အခုလဲဒန်တစ်မျိုးလုံးရဲ့ယေဘုဟိတ်မလုံးရဘူးလားဆိုတော့ဟာတအိမ်ထဲတော်ကဒီလောက်ရရင်တစ်မျိုးလုံးဆိုတော့ငါဘယ်လောက်ထိပတ်စံရမလဲလို့တက်မှတ်ပြီးတော့မှ သူကလိုက်သွားခဲ့တယ်။ဒါကြောင့်ကျမတို့အမှုတော်မြတ်ထဲမှာဘယ်တော့မှရလို့မှုနဲ့ကျမတို့အလုံးမလုံးပါနဲ့။ဖယားသခင်နှစ်သက်တဲ့အရာဘယ်အရာလဲဆိုတာကိုရွေးပြီးတော့မှအသက်ရှင်ဖို့ဖြစ်တယ်။မိမိဆန္ဒတွေထက်ဖယားရဲ့အလိုတော်ကိုကျမတို့ဝန်ခံပြီးတော့အမှုတော်ဆောင်ဖို့ရန်အတွက်အရေးကြီးပါတယ်။တခါတလေမှငွေရေးကြေးရေးကြောင့်အမှုတော်ဆောင်နေနော်။အဲ့ဒီခါမှာဖယားသခင်နှစ်သက်ဘူးဆိုတာတွေးရပါတယ်။ တခါနော်ငွေပူရတဲ့ဘက်ကိုလိုက်သွားတာဖယားမနစ်တတ်ပါဘူးဖယားသခင်ကတရားတော်ဖယားဖြစ်တယ်ချစ်ချင်းမြတ်တာကြီးမားတော်ဖယားဖြစ်တယ်ဒါကြောင့်ပျောက်ဆုံးဝိညာဉ်တွေကိုချစ်တတ်တဲ့နှလုံးသားဝိညာဉ်တွေကိုချစ်တတ်တဲ့နှလုံးသားနဲ့ကျမတို့အမှုတော်ဆောင်ဖို့ရန်အတွက်အရေးကြီးပါတယ်အဲ့လိုမှမဟုတ်ဖဲနဲ့ရလိုမှုတွေနဲ့နော်ငွေရှိတဲ့လူဆိုတစ်မျိုးငွေမရှိတဲ့လူဆိုတစ်မျိုးခွဲခြားဆက်ဆံရင်တော့ဖယားသခင်မနစ်တတ်တော်အရာတွေဖြစ်တယ် ကျမတို့အတ္တာများကိုပြင်ဆင်ဖို့ရန်အတွက်ဖြစ်ပါတယ်။အဲ့တော့ကောင်းကြီးဆိုတာကဖျားသခင်ပေးမှရတာဖြစ်ပါတယ်။ဒါကြောင့်ဒီကောင်းကြီးရဖို့တခုတည်းအတွက်နဲ့ကျမတို့เนาะအမှုတော်ဆောင်လောက်တာမျိုးမဖြစ်သင့်ဘူးမဖြစ်ဖို့เนาะအားပေးချင်ပါတယ်အဲ့တော့တစ်ကောအခန်းကြီးကိုပေါ့เนาะတစ်ကောအခန်းကြီးကိုအပိုင်ငယ်16ကနေပြီးတော့မှကျမတို့ဆက်ပြီးတော့ဖတ်ကြည့်ရအောင်เนาะ တစ်ကောအခန်းကြီးကိုအပိုင်ငယ်16ကနေပြီးတော့ကျမတို့18 ठी ဖတ်ပါမယ်နော် First Corinthian chapter 9 verses 16 to 18ဖြစ်ပါတယ်တစ်ကောအခန်းကြီးကိုအပိုင်ငယ်16မှာ18ကျမဖတ်ပြပါမယ်ငါသည်ဧဝံဂေလိတရားကိုဟောယုံပြုလေဝါကြွားခြင်းအကြောင်းမရှိသေးအဘဲကြောင့်နီးဟုမူကမဟောပဲမနေနိုင် မဟောပဲနေလေအမင်္ဂလာရှိ၏အာမင် တမန်တော်ရှင်ပေါ်လူဝင်ခိုင်တဲ့အရာကရှင်းရှင်းလေးပဲသူအမှုတော်ဆောင်တဲ့အချိန်မှာတမတ်မှုတွေနဲ့အမှုတော်ဆောင်တာမဟုတ်ဘူးသူကအေးဝင်ကလေးတရားကိုဟောယုံ ပြုနေသေးတာတော့ဝါကြွားစရာအကြောင်းမရှိဘူးလေအေးဝင်ကလေးတရားကို မဟောပဲမနေနိုင်မဟောပဲနေရင်အမင်္ဂလာရှိတယ်ဒီနေ့ဖရာသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုမဟောပဲမနေနိုင်လို့အမှုတော်ဆောင်တယ်ဆိုတာဖရာသခင်အရှိမင်္ဂလာရှိတယ် ရလိုမှုတွေနဲ့เนาะကျမတို့နှုတ်ကပတ်တော်တွေဝင်ငှနေရင်လေအဲ့ဒါကျွန်စိတ်တတ်ပဲဖြစ်တယ်ကျွန်ကအလုံးလုံးပြီးအခလိုချင်တယ်လေဒါကြောင့်ဖရာသခင်အရှိမတရားဟောပြီးအလုံးလုံးပြီးပတ်စံလို့ချင်ကျွန်စိတ်တတ်ပဲရှိသေးတယ်ဒါပေမဲ့တင်တဲ့ကျမဟာကျွန်မဟုတ်ဘူးတားနေရကိုရထားတာဖြစ်တယ်ဖရာသခင်နာမတော်ဒီဘုန်းကြီးပါစေဒါကြောင့်ကျမတို့အလုံးလုံးနိုင်လို့မဟုတ်ပါဘူးအဖေနဲ့တားတော်ဆက်မှုကြောင့်ပေါင်းကြီးခံစားတာဖြစ်တယ် ဒီကနေ့နော်ငါအလုံးလုံးမှပဲပတ်စံရမယ်ငါတရားဟောမှပဲပတ်စံရမယ်ငါအများကြီးလုံနိုင်မှပတ်စံရမယ်ဆိုပြီးနားချိန်မရှိအောင်တော့လုံနေရင်ကျမတို့အသက်တာတွေနဲ့အတွေးခေါ်များကိုကျမတို့ပြင်ဆင်ဖို့ရအတွက်ဖြစ်တယ်တစ်ချိန်လုံးကတော့ကျမလည်းရှိခဲ့ပါတယ်။အော်ငါကျန်းစာတင်လို့ကောင်းကြီးခန်းစားတယ်။ငါဒါတွေနားလို့မဖြစ်ဘူးဆိုတဲ့ပုံစံမျိုးရှိတယ်။နောက်ပိုင်းတော့เนาะကျမ ရက်40အစာရှောင်ဆူတောင်းပြီးသွားတဲ့အခါမှာဘုရားသခင်ရဲ့အလေးလာကိုသဘောပေါက်သွားတယ်။ကိုတော့ကျမကိုစတင်ပြီးစကားပြောတာအကျွန်စိတ်တက်ကိုဖယ်ပြီးတော့ตาစိတ်တက်ကိုမွေးဖို့ရန်အတွက်ဘုရားခင်အစတင်ပြီးကျမကိုစကားပြောပါတယ်။အဲ့ဒီအချိန်မှာကျမနားလေသွားတယ်။ကောင်းကောင်းနားလေသွားတယ်။ငါဟာအဖေရဲ့သမီးဖြစ်တယ်။ဒါကြောင့်ငါအလုံးမလုံးရင်လဲမလုံးနိုင်ရင်လဲပဲငါအဖေကငါကိုကျွေးမွေးပြီးတော့ထောက်ပံ့မဲ့ဘုရားသခင်ဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ရဲ့အမှုတော်မြတ်ကိုငါချစ်လို့လုပ်တယ်။ အဖေကိုချစ်တဲ့အတွက်ကြောင့်အဖေရဲ့အလုပ်ကိုလုပ်တယ်ဟာလေလုယအဲ့ဒီချိန်မှာကျွန်မအများကြီးကျွန်မလွတ်မြောက်ခြင်းကောင်းကြီးကို ခံစားတယ်အဲ့ဒါကြောင့်ကျွန်မကဟိုဟာလုံမတာလုံမမဟုတ်ဘူးเนาะကျွန်မအတွက်လူသမားကိုကျွန်မရဲ့ကောင်းခင်အဖကထောက်ပံ့ပေးတာဆိုတာကျွန်မသိတဲ့အခါမှာလွတ်မြောက်သွားတယ်အဲ့တော့ငွေရှိတဲ့လူကိုတမျိုးငွေမရှိတဲ့လူတမျိုးလဲကျမကဆက်ဆံစရာအကြောင်းမရှိတော့ဘူး။ဘာလို့လဲဆိုတော့ကောင်းချီးပေးတာကောင်းကင်အဖဖြစ်တယ်ဆိုတာကောင်းကောင်းသိသွားတဲ့အခါမှာ လွချင်းခွင့်နဲ့အမှုတော်ဆောင်ခွင့်ရတယ်။အဲ့ဒါကြောင့်နော်မဟောပဲနေရင်အမင်္ဂလာဖြစ်တယ်။ဒီနေ့ဧဝံဂေလိတရားဆိုတာဟောနေရင်မင်္ဂလာရှိမဟောပဲနေရင်အမင်္ဂလာရှိတယ်။တခါတလေနော်ကျမကနှုတ်ကပတ်တော်ဩနာရေးရှိတော့ဒီနေ့တော့ငါနားမှာပေါ့နော်အခါတိုင်းကကျမတို့နိုင်ငံခြားခီးစင်သွားလို့ရှိရင်နှုတ်ကပတ်တော်ဝင်းငါလာနားရဲဆိုပေမဲ့အဲ့ဒီခီးစင်မှာကနေတိုင်းနှုတ်ကပတ်တော်ဝင်းငါလာလေ ော်တော်တီလာတဲ့အခါမှာဒီနေ့တော့နာရေးပေါ့နော်မြေတို့အနဲ့ချင်းအစီအစဉ်ရှိတယ်ဆိုတော့အော်ငါဒီနေ့တော့တရားဟောဆရာမလို့ဘူးပေါ့ဟဲလို့ဒီနေ့ဤလို့တရားမခေါ်ရတော့ဘူးပေါ့နော်စိတ်ကမကောင်းဘူးနော်ဘာဆိုနေတိုင်းမခေါ်တဲ့နေ့မရှိဘူးခေါ်တာဆိုတော့အော်လို့ဒီနေ့တော့လို့မခေါ်ရဘူးပေါ့နော်ထူးထူးဆန်းဆန်းပဲလို့စာပြီးတော့မှဒီ online ကနေစာပြီးတော့မှနော်အမှုတော်ဆောင်ကလေးကပြီးရင်ဒီ2019ကလေးကကျမအမှုတော်ဆောင်ကလေးကဒီတရားဟောတာနားတဲ့နေ့ဆိုတာမရှိဘူးညီကောင်တို့မတော်နော် အမြဲတမ်းညတိုင်းကျွန်မ home stay တွေရှိတယ်ပြီးရင်အိမ်မှာလာတဲ့လူတွေကိုဟောတယ်နောက်ဆုံးဟောဆရာမရှိရင်လမ်းသွားတဲ့ဈေးတဲ့ကိုခေါ်ပြီးတော့မုတ်ဝဲရင်းနဲ့ကျွန်မဟောတယ်တတိထားမိသလောက်ဆိုတရားမဟောတာ sorry ရှားတယ်ပေါ့နော်ကျတော့တောက်လျှောက်ကျွန်မတရားဟောလို့ရှိတယ်အเจ้าမျိုးမျိုးကြောင့်အဲ့လိုခီးသွားတဲ့အချိန်တော့ကားနဲ့ဆိုရင်တော့ဟောသေးတယ်နော်လေရင်နဲ့ဒါကျွန်တော်တို့ဖုန်းနဲ့သုံးခွင့်မရလို့ပေါ့နော်ကျတော့နားတာပေါ့နော် အဲ့နဲ့ဒီတစ်ခါလဲကျမဩလို့ကျမဒီနာရေးမှာဆိုတော့မဟုတ်ဖြစ်တော့ဘူးဒီနေ့ဆိုဒါမဲ့ပြန်လာတော့မိသားစုเนาะအတင်းတော့အဲကျမတို့နှစ်သိမ့်ဖို့ပေါ့เนาะဆိုတော့နှုတ်ကပတ်တော်ဝင်ငါပေးပါအောင်ဆိုတော့ဩဖះခင်ကျေးဇူးတော်ပဲမဟုတ်ရတဲ့နေ့မရှိရလေအောင်ဟောခြင်းတဲ့သူတို့လည်းဖះခင်ကအခွင့်အရေးပြင်ဆင်ပေးပါလားပေါ့ဖះခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ် ဒါကြောင့်မဟောဘဲနေရင်တော့အမင်္ဂလာရှိတယ်။ဧဝံဂေလိတရားကိုဟောပြောတဲ့အခါမှာကျမတို့မင်္ဂလာရှိတယ်တဲ့။အပိုက်ငယ်ဆက်ခွန်မှာတော့တို့ဖြစ်၍အမှုတော်ကိုအလိုအလျောက်ဆောင်ရွက်လေအကျိုးရှိ၏။ကိုယ်အလိုကိုညှင်းဆန်၍ဆောင်ရွက်လေအရာတော်၌ခန့်ထားတော်သူဖြစ်၏တဲ့။အာမင်။ဒါကြောင့်အမှုတော်ကို အလိုအလျောက်ဆောင်ပါ။သူများခိုင်းမှမလုပ်ပါနဲ့။သူများတစ်မျိုးထင်မှဆိုလို့မလုပ်ပါနဲ့။ ို့အလိုအလျောက်အမှုတော်ဆောင်တဲ့အခါမှာအကျိုးရှိတယ်ဒါကြောင့်သူများတိုက်တွန်းဆရာမလို့သူများခိုင်းမှာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ဆန္ဒကိုကဖရာသခင်ရဲ့နိုင်ငံတော်မှာအစေခံခြင်းနေတာဆက်ကပ်ခြင်းနေတာဆိုတဲ့စိတ်နဲ့အမှုတော်ဆောင်တဲ့အခါမှာတဲ့ကျွန်တော်တို့အကျိုးရှိတယ်တဲ့ဒါပေမဲ့အဲ့ဒီချက်တာလွန်တယ်အဲ့ဒါပါလေကို့အလိုကိုညှင်းဆန်ပြီးဆောင်ရွက်ရင်အရာတော်၌ခံထားတယ်အာမင်ဒါကြောင့်ယာရုကြည်ကြည်ဝိညာဉ်ရေးရမှာလဲယာဒူးကြည်ကြည်ရတာပေါ့နော် ချော့เนาะဘူကြီးထက်ဖို့မှုကရာဘူးပူကြီးတယ်လို့လေအဲ့လိုပဲဝိညာဉ်ရေးရမှာလဲเนาะကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ကိုအမှုတော်စောင်းနေဆိုရင်အကျိုးရှိတယ်မှန်တယ်အကျိုးရှိတဲ့အစင်းလောက်ပဲဒါပေမဲ့မိမိရဲ့အလိုဆန္ဒတွေကိုညင်းပယ်ညင်းပယ်ပြီးအမှုတော်ဆောင်ရင်တော့အရာတော်မှာခန့်ထားရခြင်းခံရတယ်ဘုရားသခင်နာမတော်ဒီဘုံကြီးပါစေအရာတော်မှာခန့်ထားရဲဆိုတော့အရာရာမှာမျက်နှာတာရရတယ်เนาะမျက်နှာတာရရတယ်ကောင်းကြီးတွေခံစားရရတယ် ဒါတွေမကသေးပါဘူးစာရမဏေတွေကလည်းတုံလှုပ်ခြောက်ခြားတယ်ဟာလေလုယာဘုရားသခင်နာမတော်တည်ပုံကြီးပါစေဒါကြောင့်အကျိုးရှိအောင်လောက်မလို့ချင်ဘူးကျမတော့အရာတော်မှာခန့်ထားတော်သူဖြစ်ချင်လောကတော်မှာနော်ယာရူးကြည့်ရင်ကြီးတယ်လို့မျိုးလူတွေရဲ့လေးစားမှုခံရသေးတာအာဘုရားသခင်ကအရာတော်မှာခန့်ထားပြီဆိုတော့ဝိညာဉ်ရေးရာမှာကြီးလိုက်နော်ညီကောင်မတော်တော့အထူးချီးမြှောက်ခြင်းကောင်းကြီးပေါ့နော်ဒါကြောင့်မိမိဆန္ဒတွေကိုကျမတို့ညင်းပယ်ရတာဖြစ်ပါတယ် အဲ့တော့အများကြီးပါကျမတို့ညင်းပယ်ခဲ့တယ်เนาะပထမဦးဆုံးကျမတို့အစပြီးတော့ဘုရားခင်ကျမကိုတုံးတဲ့အခါမှာကျမအမျိုးသားတရုတ်ပြည်မှာကြောက်ရောင်းဝယ်လုပ်တယ်ကျမကမြန်မာပြည်မှာလာမယ်ဆိုလို့ရှိရင်ကျမတို့အိမ်ထောင်ခွဲနေရတယ်เนาะလေးလတစ်ခါမှာတရုတ်ပြည်ကိုပြန်နေအဲ့တော့ကျမတို့အိမ်ထောင်တရောက်တနေရနဲ့နေပြီးတော့မှကျမတို့တွေဆက်ကက်ခဲ့ရပါတယ်ပြီးတော့နံပါတ်2ကတော့ကိုရတဲ့ငွေကြေးကောင်းကြီးတွေအစုဆောင်ခဲ့တယ်ဆိုတာမရှိပါဘူး ဖရားရဲ့နိုင်ငံတော်ထဲမှာဣဝင်ဂလိတရားအတွက်မရှိဆင်းရဲသားတွေပေးကမ်းတဲ့ပျောက်ဆုံးဝိညာဉ်တွေပြောင်းလဲဖို့ရန်အတွက်အမျိုးမျိုးကျွေးမွေးပြုစုမေတ္တာပြရင်းနဲ့ဝိညာဉ်တစ်ချောင်းပြောင်းလဲဖို့ရန်မိမိခံစားခဲ့တဲ့ကောင်းကြီးတွေကိုမျိုးစစ်အနေနဲ့ကျဲပြီးတော့ဘုရားသခင်နိုင်ငံတော်ထဲမှာနော်ပါဝင်ခဲ့ပါတယ်ပြီးတော့နော်ဖရားသခင်ကတဖြည်းဖြည်းနဲ့ကျမတို့ကိုချင်းမြောက်တယ်ပြီးတော့ကျမတို့နော်ဖရားရဲ့ဖရားသခင်ပေးတဲ့ယူပါယုံနဲ့တူကျမဗိမ္မာန်တော်စောက်ဖို့ရတော့မြေကွက်ဆောက်ဝယ်ပြီးတဲ့အခါမှာ ကျမအမျိုးသားရဲ့အကူကဩစတြေးလျကိုကျမတို့ကိုအပီးပိုင်ခေါ်တာဖြစ်တယ်။အဲ့ဒီခါမှာလူအနေနဲ့တော့အရန်ကိုလူတိုင်းကြိုက်တဲ့ဩစတြေးလျကိုသွားမလား။ဒါမှမဟုတ်ရင်လည်းဖျားခိုင်းတာကိုဆက်လုပ်မလား။ကျမတို့မှာရွေးချယ်ရပါတယ်။အဲ့ဒီခါမှာဖျားခိုင်းတာမလုပ်ရင်တော့ကျမယောနာလိုပဲဖြစ်မယ်လို့ကျမဘယ်တော့သွားကောင်းကြီးဖြစ်မှာမဟုတ်ဘူးလို့ဖျားရဲ့အမှုတော်မြတ်ကိုလည်းကျမဆွတ်လွတ်ပြီးတော့လောကကောင်းကြီးတွေနောက်ကျမမလိုက်နိုင်ဘူးလို့ဒါကြောင့်အမှုတော်ပဲဆောင်မယ်။ ကျမမျိုးသားဆရာနေဆန်းကလည်းဟုတ်တယ်သူလည်းပဲဖျားခိုင်းတာပဲလုပ်မယ်သဘောတူညီစွာနဲ့ဖျားသခင်စိတ်ခိုင်းတဲ့အရာကိုပဲကျမတို့လုပ်ခဲ့တဲ့အခါမှာဗိမ္မာန်တော်ကအခုဆိုရင်ပြီးခံပြီးပြီเนาะတကယ်တော့အဲ့ဒီဗိမ္မာန်တော်စောင့်နေတာလည်းမဟုတ်သေးပါဘူးကျမတို့မြေကွက်ဝယ်ပြီးတဲ့အချိန်ပဲရှိသေးတယ်ကျမတို့သွားမယ်ဆိုရင်သွားလို့ရတယ်ဘာမှလည်းဖြစ်လာသေးတဲ့အနေထားမဟုတ်ဘူးအမေယုံကြည်ခြင်းဆိုတာမမြင်ရသေးလေးပြိမဲ့မျက်မှောက်ပြုပြီးဆွဲလန်းယုံကြည်နေတာယုံကြည်ခြင်းမှာဖရာသခင်ကနော်ကျမတို့ကို လာသူကြီးမားစွာအသုံးပြုမယ်ဆိုတာယုံတယ်မိမန်တော်ကြီးပြီးစီးတဲ့ထိဆောက်လုပ်ခွင့်ရမယ်ကြောက်စုံးဝိညာဉ်နဲ့ပြည့်လက်ရှန်လက်တိတ်လက်နဲ့ဝိညာဉ်အများကြီးကိုပြုစုဖို့ဘုရားခင်ကျွန်မကိုအပ်မယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကိုရရှိတဲ့အခွင့်အရေးတွေကို ကျွန်မတို့လဲခဲ့တာဖြစ်တယ်နောက်ထပ်တခြားရတဲ့အများကြီးပေါ့နော်ဒါမဲ့လောလောဆယ်အမှတ်မိသလောက်လေးကိုပြောပြလိုက်တာပေါ့နော်ဆိုတော့အဲ့လိုမိမိရဲ့အလိုဆန္ဒတွေကိုကျမတို့ညှင်းပယ်ပြီးအမှုတော်ဆောင်တဲ့အခါမှာအရာတော်မှာခံထားတယ်။ဘုရားသခင်နာမတော်ကြီးဘုန်းကြီးပါစေ။ ဟာတရားဟောတာကလည်းနော်နေတိုင်းပဲငါဟောနေရလားလားလို့ညီးတွားရင်တော့ကဲနော်မဟုတ်ချင်ပါဘူးဆိုပြီးနေရင်တော့အမင်္ဂလာပဲနော်ဆိုတော့ဧဝံဂေလိတရားမဟုတ်ရင်အမင်္ဂလာတဲ့ဟောရင်မင်္ဂလာဒါကြောင့်နှုတ်ကပတ်တော်ဝေငှခြင်းမှာဘယ်တော့မှကျမတို့မညီးတွားပါနဲ့အမှုတော်ဆောင်ရခြင်းမှာဘယ်တော့မှမညီးတွားပါနဲ့မလုံရရင်မနေနိုင်ဘူးကိုရောရဲ့အမှုတော်ကိုအစေခံခြင်းနဲ့ဆက်ကပ်ခြင်းနဲ့ဆိုတဲ့စိတ်ဆန္ဒရှိတဲ့အခါမှာမင်္ဂလာရှိတယ်အဲ့ဒီအရာထက် အသင်းတော်ကခိုင်းလို့အသင်းတော်ကအစီအစဉ်ချလို့မဟုတ်ခြင်းမဲ့ငါကြိတ်မိပြီးခေါ်ရတယ်။ဝိညာဉ်ကောင်းဆောင်ကငါ့ကိုခေါ်ရဒီဟာခိုင်းလို့မလုပ်ခြင်းပေမဲ့ငါကြိတ်မိပြီးလုပ်ရတယ်ဆိုတဲ့အရာတွေထက်များစွာများစွာတားလို့နဲ့ကိုယ့်ရဲ့အလိုဆန္ဒတွေတောင်ငင်းပယ်ပြီးတော့ဖျားနိုင်ငံတော်မှာအစီမခံရရင်မနေနိုင်ဘူးကြာရကဏ္ဍမှာလုံမယ်ဆိုတဲ့သူကဘာဖြစ်လဲအရာတော်မှာခံထားခြင်းခံရတယ်တဲ့ညီကောင်မောင်တို့ ။ဒါကြောင့်မိခါအိမ်မှာရောက်နေတဲ့လေဝိလူကတော့ဘာဖြစ်လဲ။နော်လွဲမားစွာနဲ့လူတွေပေးတဲ့ရာထူးကိုလည်းယူတာပဲ။ငွေမက်ပြီးငွေနောက်လိုက်တယ်ပျော်ပျော်ကြီးနဲ့တောင်လိုက်သွားတာပဲ။ဒါကြောင့်တင်းနေကျမတော့နော်ငွေမက်တာတွေမမက်တာတွေထက်သာလွန်နေ။အဲ့ဒါပါလေ။ဖရားရဲ့အမှုတော်မြတ်ထဲမှာနော်မခေါ်ပဲမနေနိုင်ဘူးမလုတ်ဖဲမနေနိုင်လို့လုတ်တယ်အဲ့ဒီအရာထက်တာလွန်းနေ အဲ့ဒီအရာလဲအရန်ကောင်းတယ်မဟောဘဲမနေနိုင်လို့ဟောတယ်မလုပ်ဘဲမနေနိုင်လို့လုပ်တယ်အရန်ကောင်းတယ်ဒါပေမဲ့တချို့ကအခွင့်အရေးမရသေးလို့လုပ်နေတာရှိတယ်ငါမလုပ်ရရင်မနေနိုင်ဘူးနော်ငါမဟောရရင်မနေနိုင်ဘူးဘုရားနိုင်ငံတော်မှာဟောပြောကြတယ်လှုပ်ဆောင်ကြတယ်ဒါပေမဲ့အခွင့်အရေးမရသေးလို့အခွင့်အရေးလည်းရလာရော အခွင့်အရေးရတဲ့ဘက်ကိုအားတားပြီးတော့ဘုရားရဲ့အမှုတော်မြတ်မှာအားရောသွားတယ်ဆိုရင်လေဒါအရာတော်မှာခံထားခြင်းခံရမှာမဟုတ်ပါဘူး တချို့ကအလုပ်တွေမရှိတဲ့အခါအလုပ်ကင်တွေအဆင်မပြေတဲ့အခါမှာဘုရားနိုင်ငံတော်မှာဆက်ကက်တယ်။ဒါပေမဲ့ဝင်ဝင်အများကြီးရသွားတဲ့အခါအလုပ်တွေအဆင်ပြေသွားတဲ့အခါဘုရားနိုင်ငံတော်တွေမဆက်ကက်တော့ဘူးเนาะ။ဒါမျိုးလည်းရှိတယ်။ဒါကြောင့်မိမိအလိုတော်ကိုညှင်းပယ်ပြီးတော့အမှုတော်ဆောင်ရင်တော့ရရှိတဲ့အခွင့်အရေးတွေချက်ဘုရားသခင်ကိုဦးစားပေးမယ်ဆိုရင်တော့အရာတော်မှာခက်ခါချင်းခံရတယ်။ဝိညာဉ်ရေးရာရူးကြီးကြီးပေါ့။ဟာလေလုယ။ဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေ လောကအရာကြတော့ချမ်းသာခြင်းကြတယ်လောကအရာကြကောင်းစားခြင်းနဲ့အရန်ကြိုးစားတာဝိညာဉ်ရေးရမှာအရာတော်မှာခန့်ထားမဲ့အရာကိုဘာဖြစ်လို့မလိုချင်ရမလဲဒါတွေဟာထာဝရတည်မြဲမဲ့အရာတွေဖြစ်တယ်ဒါကြောင့်ဝိညာဉ်ပိုင်းဆိုင်ရာမှာเนาะအရာများကိုတာ၍တာ၍ကျွန်တော်တို့ဆွဲလန်းရအောင်လောကအရာတွေကတော့နေမြညပြဦးကိုမောင်နှမတွေလည်းအားလုံးသိတဲ့အတိုင်းပဲ နော်ပိုင်ဆိုင်ထားတဲ့အရာတွေဟဲ့လားမျက်စိတမိတ်လက်တပြတ်တွင်မှာဆုံးရှုံးသွားတာအကြီးပေါ့ပေါ့နော်ငလင်လောက်တဲ့အခါမှာအလုံးဆုံးရှုံးပြီးပါသွားပြီးရေကြီးတဲ့အခါမှာအလုံးဆုံးရှုံးသွားပြီးဒါပေမဲ့ဝိညာဉ်ရေးရာနဲ့လှုပ်ဆောင်သမျှဟာထာဝရတည်မြဲမဲ့အရာတွေဖြစ်တယ်အခုလောကရာထူးကြတော့ကျမတို့လိုချင်တယ်ဒါမဲ့တည်သွားရင်ဒီရာထူးဟာပါလို့မရတော့ဘူးဒါမဲ့ဝိညာဉ်ရေးရာမှာအရာတော်နဲ့ခန္ဓာချင်းခံရတဲ့လူဟာကောင်းကင်ရောက်တဲ့အခါမှာလဲတရဖူတွေရတဲ့အခါမှာ လူတကာအရှိမချီးမွမ်းကုန်ယူစရာအဲ့ဒါကသာဝရကာလဖြစ်တယ်။ဒါကြောင့်လောကယာရီထက်သာဝရယာကိုရှာရအောင်။လောကယာရီထက်အမှုတော်မျက်ကိုတာ၍ဦးစားပေးရအောင်။လောကတက်မဲ့ခြင်းတွေတက်အမှုတော်မျက်နဲ့ပတ်သက်တဲ့အရာတွေကိုတက်မဲ့ရအောင်။ဟောနေပြောနေရုံလှုပ်ဆောင်နေရုံမဟုတ်ဖဲနဲ့မိမိရဲ့အလိုဆန္ဒတွေကိုညှင်းပယ်ပြီးအရာတော်မှာခန့်ထားသောသူဖြစ်ရလေအောင်။အမှုတော်မျက်မှာတာ၍ကျွန်တော်တို့ကြိုးစားရအောင်။ မိခါအိမ်မှာရှိတဲ့လေဝိလူလိုမျိုးငွေမတ်တဲ့သူမဟုတ်ခဲအခွင့်ရရရင်ရတယ်လို့ပြောင်းလဲတတ်သောသူများမဟုတ်ခဲအမှုတော်မြတ်မှာနှလုံးသားပါလျက်စိတ်ဒုံဒုံချလျက်ကိုရောနောက်လိုက်မယ်ငါဘယ်တော့မှနောက်မဆုတ်ဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့အမှုတော်မြတ်မှာကြာရခဏမှာအစေခံရအောင်ငွေရေးကြည့်နေလားဆူတောင်းချင်းနဲ့လားဟောပြောချင်းနဲ့လားလှုပ်အားခွန်အားနဲ့လားဆူတောင်းချင်းနဲ့လားဖျားတုံးတဲ့နေရာမှာတစ္ဆာရှိရှိနဲ့ နောက်မဆုံးခွဲရှေ့ကိုပဲကျမတို့ခြစ်တက်ရအောင်လို့အားပေးကြပါတယ်ကျေးဇူးတင်တယ်ဒီနေ့နှုတ်ကပတ်တော်ကြားနာခံယူရဲညီကောင်မောင်တို့ကအရောက်ချင်းစီတိုင်းဖျားသခင်ကောင်းချီးပေးပါစေဒါဆိုခဏလေးဆုတောင်းမယ်နော်ဆုတောင်းပြီးဆုံးသက်ပါမယ်ဖျားသခင်သာဝရဖျားကိုရောကျေးဇူးတင်တယ်ဒီကနေ့တာသမီးတို့နှုတ်ကပတ်တော်အနေငယ်ဖြစ်တော်လေဝိညာဉ်တော်ဖျားအရောက်ချင်းစီတိုင်းကိုအတိတ်သောခွန်အားအင်အားများနဲ့ဖျားသခင်ပဲ့ရစ်တော်မူပါ ကိုလိုဖျားရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့တွဲကြောင့်ဘယ်တော့မှအချင်းကြီးမဖြစ်ဘူးဆိုတာသားသမီးတို့ယုံတယ်။ဒါကြောင့်နှုတ်ကပတ်တော်ကိုကြားလိုက်တဲ့လူတိုင်းရဲ့အထင်မှာအရာတော်ကိုတအားတန်ဖိုးထားတတ်တော်သူများဖြစ်ဖို့မဆရော်မူပါ။မိမိရဲ့အလိုဆန္ဒတွေညှင့်ပယ်ပြီးခရစ်တော်ဖျားနောက်ကိုလိုက်တော်သူများဖြစ်ရပါမယ့်အကြောင်းကျေးဇူးပြုပါ။အမှုတော်မြတ်ထဲမှာရလိုမှုတွေတတ်မှတ်မှုတွေနဲ့အမှုတော်ဆောင်တာမဟုတ်ခဲနဲ့ဖယားသခင်နိုင်ငံတော်ကျယ်ဝန်းဖို့ကိုရော်ဖျားကိုချစ်တဲ့နှလုံးသား ဝင်ကျင်တွေကိုချစ်တဲ့နှလုံးသားနဲ့အမှုတော်မြတ်ထဲမှာအကြရာကဏ္ဍမှာဆက်လက်အစေခံနိုင်ပါမယ့်အကြောင်းဖရာသခင်တမိမဆာအရောက်ချစ်စီတိုင်းကျေးဇူးပြုပါဒီနေ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်ပါတယ်ဖရာသခင်ဖွင့်ပြပေးတဲ့နှုတ်ကပတ်တော်အတွက်အထူးပေကျေးဇူးတင်ပါတယ်ကျေးဇူးတော်ပေါင်းရေအတွက်ချီးမွမ်းရင်ဒီနေ့နှုတ်ကပတ်တော်အဆုံးသတ်တဲ့အခါမှာတပါးရီသားတော်သခင်ယေရှုနာမ၌ဆုတောင်းဆက်ကဲအနယ်ရင်နှုတ်ကပတ်တော်ဝေငါခြင်းကိုအဆုံးသတ်ပါတယ်ဖဖရာသခင်အာမင်အာမင်ဂျေဇုတင်ပါတယ်အားလုံးပဲဖခင်ကောင်းချီးပေးပါစေ